မြင်းတဲ့ပုဂ္ဂိုလ်ဟာကိုရမဲ့အင်မတန်ကြီးကျယ်တဲ့အကျိုးစီးပွားကိုဖျက်ဆီးပြစ်တာခုဒကာသမားတို့ဥစဉ်တို့မဉဏ်ဖုန်ဉဏ်ရနိုင်ခွင့်ရှိတယ်ဝိပဿနာဉဏ်တွေရနိုင်ခွင့်ရှိတယ်ကိုကပြင်းနေတယ်ဆိုရင်အဲ့ဒီလောက်အကျိုးကြီးတဲ့အကျိုးစီးပွားတွေဟာမရတော့ဘူးဟုတ်ရဲ့လားဒါကြောင့်ပြင်းတဲ့ပုဂ္ဂိုလ်ဟာနံပါတ်1အကုသိုလ်တွေနဲ့ရောတဲ့အတွက်ကြောင့်အဲ့ဒီအခိုက်အတန့်မှာဆင်းရဲတယ်နံပါတ်2 အင်မတန်ကြီးကျယ်တဲ့အကျိုးစီးပွားတွေဆုံရှုံသွားတယ်။လုံလဝရိယရှိတဲ့လူကြတော့ပြောင်းပြန်မယ်တဲ့။လုံလဝရိယရှိခြင်းသည် အကုသိုလ်တွေနဲ့ကင်းကွာတဲ့အတွက်ကြောင့်အဲ့ဒီအခိုက်တန့်မှာချမ်းသာတယ်။ဟုတ်ရဲ့လား။ကြီးကျယ်တဲ့အကျိုးစီးပွားကို ရှာမိပြီးသားဖြစ်တယ်။ဘယ်နှချက်လဲ။နှစ်ချက်အဲ့ဒီလောက် ကြီးကျယ်တဲ့အဲ့ဒီလောက်အကျိုးရှိတဲ့ဝိရိယပါရမီကိုတရားဓမ္မတို့ဥစဉ်တို့တွေလောကီအကျိုးစီးပွားကိုပဲလလိုလားကိုပဲဖြစ်စီ လောကုတ္တရာအကျိုးစီးပွားကိုပဲလိုလားလို့ပဲဖြစ်စီမရှိရင်အဲ့ဒီအကျိုးစီးပွားတွေရနိုင်မှာမလားမရနိုင်ဘူးအဲ့ဒါသကြာမင်းကအချက်ကျကျပြောတာငါသားတဲ့အလုံးမလို့ပဲနဲ့ချမ်းသာမဲ့နေရာရှိရင်မင်းအရင်သွားသားမှာပြီးရင်အဖေကိုခေါ်ပါအေးအဲ့ဒီလိုပြောတော့သူဝီရကပြန်ပြီးတော့ဆင်ကြီးကလေးနဲ့အဲ့ဒါသကြာမင်းကလည်းအဲ့ဒါထပ်ပြီးတော့ပြောတာပဲအဲ့ဒီလိုပြောတော့မြတ်စွာဘုရားကချစ်သားတို့တဲ့တည်တည်ချာချာစဉ်းစားကြကုသိုလ်ကောင်းမှုရဲ့အကျိုးကိုတသက်ခံစားတဲ့ လုံလဝရိယမထုတ်ဖဲနေမယ်ဆိုရင်မထုတ်လို့ရတယ်။နတ်တီတောင်မှလုံလဝရိယရဲ့အကျိုးကျေးဇူးကိုအဲ့ဒါလို့ပြောသေးတယ်ဆိုရင်ကောင်းကောင်းကြည့်ရင်တန်ဇာဝတ်ကလွတ်နိုင်တယ်ငါသာသနာမှာနေကြတယ်သင်္ချစ်သားတွေကမြင်းနေမယ်ဆိုရင်ဘယ်မှလာကောင်းတော့မလဲတဲ့မြတ်စွာဘုရားရဲ့ကရုဏာတော်နော်အေးဒါကြောင့်တရားကြီးဒီမိုင်းများမလုတ်ဖဲနဲ့ဝရိယမဆိုင်ဖဲနဲ့ချမ်းသာမဲ့နေရာရှိရင် မင်းတို့သွားကြသမှပြီးရင်ငါ့ကိုလည်းပဲခေါ်ပါဆိုတဲ့စကားလေးကို မှတ်သားထားဖို့မလိုဘူးလားလိုတယ်ဗျဒီတော့ဦးဇင်းတို့ဆက်ပြီးတော့ပြောချင်တာက လုံလဝရိယရှိတယ်မရှိဘူးဆိုတဲ့နေရာမှာအတိတ်ကပါလာတယ်ဓာတ္တတိတွေပါမလဲနည်းနည်းတော့မူတည်ပုံရတယ်နောက်တချို့ကငွေကစပြီးတော့ပြင်းလာကြည်လိုက်ရင်ခွေးဟုတ်လား တချို့ကြံကြည့်ရတာကိုတက်တက်ကြွကြွနဲ့အမြဲတမ်းလန်းလန်းဆန်းဆန်းရှိနေတာဟုတ်လားအဲ့ဒါကသူကဖြစ်လျာဘဝမှာဝိရိယပါရမီကို ဖြည့်ဆည်းခဲ့တဲ့ပုံကိုယ်တွေကလုံလကြုံကအထုတ်ခဲ့တဲ့ပုံကိုယ်တွေကဓာတ္တိတွေက လိုက်နေပြီးတော့သူကအရှိန်တွေကပါနေတာကိုဗျာလက်ဒီစတော်ကြီးကတော့သူကပြောတယ်အဲ့လိုလူတွေဟာတဲ့ပြင်းတဲ့လူတွေဟာဘာနဲ့တူတုံးဆိုတော့ခွေးပြူတော်မတိုးဆိုတဲ့ဗမာစကားပုံနဲ့တူတယ်တဲ့ခွေးပြူတွေဟာအင်မတန်ကြောက်တတ်တယ်လို့ဆိုတယ် ဟုတ်မဟုတ်တော့ကျုပ်လည်းမစမ်းဘူးပါဘူး။ဒါပေမဲ့စာထဲကတော့အဲ့လိုတွေ့တယ်။လူတွေလည်းအဲ့လိုပြောတာပဲ။ဟုတ်လား။ဘာလဲဆိုတော့ဖြစ်လျာဘဝကအပြင်းတက်ခံနေပါတဲ့ပုံကိုယ်တွေဟာတဲ့။ဟေးမင်းမအိပ်ဖဲနဲ့လှုပ်ရမဲဆိုလို့ရှိရင် तू နောက်ဆုတ်သွားတာ။ဟုတ်လား။မင်းအစားကိုချိုးချံရမဲဆိုရင် तू နောက်ဆုတ်သွားတာ။မင်းအပေါင်းဖော်တွေနဲ့กินပြီးတော့တယောက်တည်းနေရမဲဆိုဟာမဖြစ်ဘူးနောက်ဆုတ်သွားတာ။မင်းအကြာကြီးလှုပ်ရမှာတော့ဆိုရင်နောက်ဆုတ်သွားတာ။မင်းဆွဲဆွဲမြဲမြဲလှုပ်မှရမှာဆိုရင် ာဒီလောက်ကြီးတော့မလုံနိုင်ဘူးဆိုပြီးတော့နောက်ဆုတ်သွားတာဝရိယရှိတဲ့လူတွေကြတော့အဲ့လိုမဟုတ်ဘူးရမယ်သာသေးကြပါစေ အခုပဲရနေတယ်လို့မျိုးဟုတ်လားသေးသေးကြည်ကြည်ချမှာပဲဆိုပြီးတော့လှုပ်တာအဲ့ဒါမလှုပ်တဲ့ပုဂ္ဂိုလ်ပြင်းတဲ့ပုဂ္ဂိုလ်တွေကအဲ့ဒီခွေးပြူတွေနဲ့တူတယ်တဲ့ခွေးပြူတွေကတထောင်လောက်မြင့်တဲ့ခြုံကလေးမေးရိုင်းမင်ကလေးမျက်ခြုံပုဂ္ဂိုလ်လေးတွေ့ရင်ဟာသိမြန်းရှိမှလားကြားမှန်းရှိမှလားဆိုပြီးတော့ အနာမတူရဲဘူးတဲ့ဟုတ်လားလန့်နေတာလန့်နေတာဘာကိုလန့်နေတာလို့အလုတ်ကိုလန့်နေတာဒါကြောင့်ဝီရိယဆိုတဲ့စကားဝီရရှင်းရှင်းတာနော်အလုတ်ကိုလုံးဝမကြောက်ဘူးလုတ်ပစ်လိုက်မယ်ကန်ပစ်လိုက်မယ်ရတာမရတာကအဲ့ဒီအလုတ်ရဲ့နောက်ဆက်တွဲအကျိုးပဲသူကတော့လုံမှာပဲဟင်တခါကြီးဒီမိုင်မြအဲ့လိုမျိုးရဲရင်နဲ့စိတ်တက်နဲ့မလုပ်ရမယ်လုံလဝရိယရှိအောင် ကြိုးစားရမယ်ပြင်းထန်တဲ့လုံလဝရိယကိုရချင်တယ်ဆိုလို့ရှိရင်တန်ဝေက ဖြစ်ချင်းမှာအကြီးဆုံးအကြောင်းဖြစ်တဲ့သေခြင်းတရားကိုစဉ်းစားပါဘယ်ချိန်ဘယ်ကာလမှာသေမင်းငှင့်မယ်ဆိုတာဘယ်သူမှမသိနိုင်ပါဘူးဟုတ်ရဲ့လား